မင်္ဂလာပါဗျ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Android Desktop Landing Sequence Day 15ကိုရောက်လာပြီဒီမှာတော့ကျွန်တော်တို့ Between Operator အကြောင်းကိုပြောကြပါမယ် Between Operator ကပွဲရဲ့အနောက်က filter တွေရဲ့၃ရာနေ operator တစ်ခုဖြစ်တယ်သူကဘယ်လိုမျိုး condition ကိုပေးတာလဲဆိုတော့ကို condition ကတစ်ခုတည်းငယ်တာတစ်ခုတည်းကြီးတာပဲမဟုတ်ဘဲနဲ့နှစ်ခုရဲ့ကြားထဲရောက်နေတဲ့ဟာမျိုးကို ပြီးတွင်းနဲ့300ဖြစ်ပါတယ်ဥပမာအနေနဲ့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ရဲ့ data ထဲမှာ customer အသက်ရှိတယ်ကျွန်တော်တို့ကအသက်30နဲ့50ကျားသူတွေကိုပဲယူခြင်းနဲ့ဆိုရင်ပြီးတွင်း operator နဲ့သုံးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ data ထဲမှာ transaction date ရှိတယ်တရက်နေကနေ30ရက်နေကြာအဲဒီလိုမျိုး range တစ်ခုပေးပြီးတော့ data ဆွဲထုတ်ခြင်းနဲ့အခါပြီးတွင်းနဲ့သုံးလို့ရပါတယ်။နမူနာလေးသွားကြည့်လိုက်ရအောင်။ပြီးတွင်းသုံးဖို့အတွက်တော့ကျွန်တော်တို့ demand product ကနေမသုံးတော့ဘူး။ sale ကနေတစ်ချက်သွားကြည့်ကြမယ်။ဆိုတော့ first sale ကျွန်တော်တို့မှာ customer age ရှိတယ်။ customer age ကိုမူတည်ပြီးတော့ အသက်တည်30နဲ့50ကြာအဲဒါဆိုရင်ဒီလိုရေးရတယ်ဘီတွင်းရဲ့အန်ရဲ့နဲ့ရေးရတယ်ဒီလို run လိုက်တဲ့အခါ sales တွေပဲတဲ့က customer အသက်30နဲ့50ကြာ data တွေထွက်လာပါတယ်ပြီးတော့ now between သုံးနည်းတစ်မျိုးက date တွေကိုသုံးတာဖြစ်ပါတယ် customer age နေရာမှာ transaction date နဲ့တကျပြောင်းပြီးစမ်းကြည့်ကြတာ transaction date between presentation date ကပင်ကြားထဲမှာလဲဆိုတော့2024တလာပိုင်းနဲ့တရက်နေကြာပေါ့เนาะဥပမာ2024တလာပိုင်း15ရက်နေကြာကျွန်တော်ဒီလိုရိုက်လိုက်ပြီးတော့ run လိုက်တဲ့အခါကျွန်တော်တို့ရဲ့ data ကတရက်နေကနေ15ရက်နေအထိကြာထဲမှာပဲရှိတဲ့ data တွေကိုပြပေးမှာဖြစ်ပါတယ် B twin က text function နဲ့လည်းသုံးလို့ရတယ် date function နဲ့လည်းသုံးလို့ရတယ် number function နဲ့လည်းသုံးလို့ရတယ်ဒါပေမဲ့အသုံးများဆုံးကတော့ date နဲ့ number ပေါ့ text ကိုကြတော့သုံးခဲ့တယ်ဘာလို့လဲဆိုတော့ text range ပေးရင်ကြတော့သူက alphabetical စီပြီးတော့ထုတ်ပေးမှာတော့တချို့ data တွေကိုကျွန်တော်တို့က A ကနေ Z အတွင်း A ကနေ B အတွင်းဆိုတာမျိုး ထုတ်ခဲ့တယ်ဘလိုချင်းဒီမှာပဲ300လေးဆိုတော့လူနာမည်တွေထုတ်ချင်တာပေါ့လူနာမည်တွေကိုကျွန်တော်တို့က A နဲ့စတာကနေ D နဲ့စတဲ့အတွင်းကိုပဲ customer နာမည်တွေပေးပါဆိုတာမျိုးဆိုရင်တော့သုံးပါတယ်ဒါပေမဲ့အဲ့လိုမျိုးအခြေအနေကနည်းနည်းလေးတော့ရှားတယ်ဒါကြောင့် between က operator ကတိတ်တဲ့ number မှာပဲအများဆုံးသုံးတာဖြစ်ပါတယ်ဒီနေ့တော့တော့ဒီလောက်ပါပဲကျေးဇူးပါနောက် post မှတွေ့ရပါဦး